ော်ရေခေါဆွဲကောင်းကောင်းလေးတစ်ခွက်ဖြစ်ဖို့ဆိုလို့ရှိရင်ဥနိုင်ကူထည့်ပြထားတဲ့ကြက်သားတို့ကောင်းရီမိုးတို့ပန်းကြောက်တို့ကိုဥနိုင်ထည့်ထားတဲ့ပမာဏအတိုင်းထည့်ဖို့လိုတယ်အသုံးပြုထားတဲ့ကော်မုတ်ကတော့ထိုင်းရလာတဲ့နော်ကောင်းဆုံးစားတွေမှာဝယ်လို့ရတဲ့အချိန်နဲ့ရောင်းတဲ့ကော်မုတ်ဖြစ်ပါတယ်အဲ့ဒီကော်မုတ်ကကော်ရီအေးသွားရင်လည်းပြန်ပြီးတော့မှကျဲမသွားဘဲနဲ့အဲ့လိုဖြစ်ဖြစ်ထွေထွေလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ကော်မုတ်ဖြစ်ပါတယ်ခင်ဗျာ ခေါဆွဲနဲ့ပဲပင်မောင်းနဲ့တန်းလူထရပဲပင်မောင်းများမှာသဘောကျတာတပိတာတပိတာအဲ့လိုရှင်းထားပြီးရှင်းဆက်ထားတာတပိတာ ဒါစက်သွမ်းမိတ်ဟွာပါလေတရုတ်နန်နန်လေးကောင်တရုတ်နန်နန်ကုံမလို့ရွက်ဒီလိုအများကြီးထဲမှာကြိုက်တယ်ဒါစီချက်စက်သွမ်းပြူစက်သွမ်းပြူစီချက်ဒါအရေးဖြစ်ပါတယ်ခင်ဗျာဟာပူရက်อืมอืม စားတော့မယ်ဆိုရင်ဘိုက်ကကွီးကွီးကွီးဆိုတော့သူကအကျင့်အကျင့်ဖြစ်မပြရလုံးဝရှယ်ထောင်းတာအဲ့တော့ခုနိုင်အစားတိုင်း page ကလွန်ခဲ့သော၄နှစ်ကျော်လောက်တည်းကဒီ coin cost ကိုချက် ပြခဲ့တာပေါ့နော်အားလုံးလည်းသဘောကျကြတယ်ပြီးလို့ရှိရင် YouTube မှာရော Facebook page ပေါ်အားပေးနေသူတွေအများများပါတယ် အဲ့တော့ဒီတစ်ခေါက်ကစားအနေနဲ့ဗဇက်ကလေးနဲ့အနေငယ်နော်ထပ်မေးထားသူတွေကိုဗဇက်လေးနဲ့အနေငယ်ချက်ပြောင်းပါမယ်နော်ဒါရေထက်လာကျော်ရည်ရက်ကျော်ရ၆၀တတ်တဲ့တတ်တဲ့နေရာမှာသူနည်းနည်းအောင်နေပြီလားဆီကမှာ မေသားပါလဲစောင်းနေဝင်သွားတယ်ပြရောက်ရအောင်တော့မသိဘူးဆိုင်မှာဆိုတော့သုံးမွေးတာလားရှိတယ်ဟုတ်ကဲ့သုံးမွေးတာရှိမယ်နော်ရှိရမပြီးတော့လေးကတက်တက်လေးဒီလိုဘေးဒီမှာပုံထားပဇလီနဲ့ထပ်ပြီးတော့တို့အောင်ကဲစားကြပါဦးခင်ဗျာစားကြပါဦးခင်ဗျာ ုနိုင်အခုပြောပြမှာကလူ60စာပေါ့နော်လူ60စာချက်မယ်ဆိုလို့ရှိရင်ခုနကတော့သူများရတဲ့စာရင်တော့အသားတို့အဲအထက်မှာထည့်တဲ့ပစ္စည်းပစ္စည်းတွေပို့ပြီးတော့ထည့်တယ်။ဘာကြောင့်လဲဆိုတော့ကော်ရီကအသားနည်းမယ်ထီးမို့လို့ကျွန်내ဘာညာကွိကွိုင်နည်းမယ်ဆိုလို့ရှိရင်မင်းတို့ကော်နဲ့ပဲငပြာကြီးနဲ့ဖြော်ထားတာကိုခောက်ဆွဲနဲ့စားသလိုဖြစ်နေမှာပေါ့နော်။ဒါရတာမှရှိမှာပေါ့။အဲ့တော့ဦးနိုင်ပြောပြမယ်။ ရေရှိုလေးတိုင်းချက်ကြည့်ပါနော်ဟွန်းကောင်းလားဟွာယူ60ဆမ်းမှာရေရကြတော့20လီတာရေတပ်မှုတစ်ခုစောင့်လာနော်ပြီးရင်စားစားညဘာလုပ်မလဲဆိုတော့ချက်ပြုတ်မယ်ချက်ကိုနှစ်ပိတ်တာမိမိကရှော့ခြင်းတစ်ပိတ်တာ90ပဲလို့နော်ချက်ကိုနှစ်ပိတ်တာ စီပြီးရင်ပုံကြီးပဲတော့မယ်ပြီးလို့ရှိရင်ရင်တွေကိုစူအောင်ရင်တက်လိုက်နော်ရေကိုအနှဲငယ်ပေါ့အဲအိုးရဲ့ဒီကြက်မြုပ်လောက်ပဲနော်အရင်စူအောင်တက်တဲပြီးတာနဲ့ဂျင်းထည့်လိုက်ဂျင်းထည့်ပြီးဆိုတော့ကြက်ရင်ပုံတွေထည့်ထည့်ပြီးတော့စားထည့်ပြုတ်လိုက်ဘလောက်ပြုတ်မဆိုနာယူဝက်ပဲပြုတ်ပြီးဆိုကြက်တွေကိုအေးခံလိုက်အေးခံပြီးတော့မှအသားနှော်နော်အေးခံပြီးတော့မယ်အသားနှော်ရမယ်နော်အဲဆင်းရောက်ပါတယ် အသားနွားတာစိတ်ရှိလက်ရှိနွားမယ်နော်ဟိုအတုံးလိုက်တက်လိုက်တယ်မဟုတ်ဘူးမြင်မြင်လေးအဲ့မှာစားလို့ပေါ့ပြီးရင်ဒီကုံလည်းညက်ထက်ဒီကုံလေးညက်ထက်ဒါမဟေတီလုံးနေလောက်တယ်ဒီကုံလေးညက်ထက်ပြီးတော့မအချက်ပြုတ်ကြီးဂျန်တဲ့ထဲမှာရေထက်ရောမယ်အိုးအပေါ်မှာလက်ထရာဆော့ထားပြီးမှထင်မှာဆိုတော့အစာပလာကြီးထဲမှာမဟုတ်လို့ပြီးတော့ရေလည်းစူလာပြီဆိုလို့ရှိရင်ပဲငက်ပြားကြီးအပြစ်ကိုထည့်မယ်နော်အရောင်ကြီးရင်လေးပြောင်းထည့်မယ် ပြီးရင်အဲ့ဒီ post ရဲ့ပုံမှာလဲ ratio လေးတင်ထားပေးဦးမယ်ပြောရင်းနဲ့ဆိုအမေကပါလို့ကောင်းကြလိမ့်ကဂျန်ထွက်တယ်ငပိရထောင်းလဲထောင်းပြီးရောတံပြာရင်နဲ့ငံပြာရင်နဲ့ထည့်ပြီးပြစ်ပြစ်ကလေးပြန်လုပ်အဲ့ဒါမှဒီမှာထည့်လို့ခေါ်อืม ကောင်းရင်ဘောက10သားသွားတယ်1000เนาะ10သား10သားကိုရေစိမ်ထားမယ်ပြီးတော့မှ3-4ကောင်းတော့เนาะရေစိမ်မယ်ပေါ့เนาะပွာလာရင်လေအဲ့ပါ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 လေးလီးမယ်ပြီးတော့ပန်းချောက်ပန်းချောက်ကကြတော့15ချက်သားအဲ့ဒါကိုလေရေစိမ်ရေပွားလာပြီဆိုလို့ရှိရင်ဝတ်ဆံလေးတွေဖိပြီးတော့ထုံတာစားရင်ထွတ်ထွတ်ထုံနေစားတော့ကောင်းနော်ပြီးတော့ကြက်ပြုတ်ရေဆူလာပြီဆိုလို့ရှိရင်မလုပ်မလဲကြက်ပြုတ်ရေဆူလာပြီဆိုလို့ရှိရင်ကော်မုတ်အခုရောင်းနေတဲ့မြန်မာပြည်ကကော်မုတ်တွေမသုံးနေတော့ထိုင်းကော်မုတ်ဆိုတာကကုန်စုံစံတွေမှာအချိန်နဲ့လာတာရှိတယ်အဲ့ အဲ့ဒါလုံးဝအပြစ်ကကြမသွားအောင်ကျဲမသွားခင်အဲ့ဒါကို60သားရေဖြော်ပြီးတစ်ခါလေးလောင်းထက်လိုက်မြို့နည်းနည်းအရှင်းဆော့ပြီးထက်ခဲသွားပါစို့ပြီးတော့လက်နဲ့ပြီးတော့စိုးနဲ့မပြတ်မှုပြီးအဲ့ဒါဆိုလို့ရှိရင်အဲ့မှာအပြစ်ကလေးအနေတော့ဖြစ်သွားပြီပြီးတော့ကော်သားလေးတွေပွားပြီးစူလာပြီးဆိုလို့ရှိရင်ကြက်သားမြင်ထားတာနော်နောက်ဓီမိုပပလှီထားတာပြီးတော့မှပန်းချောက်အာထုံထားတယ်ဒီခါလေးထည့်မယ်ထည့်ပြီးမှကြက်သားမုတ်ထည့်မယ်စားထည့်မယ်တကြားထည့်မယ်ရင်းချုံမုတ်ထည့်မယ် ထည့်ပြီးတော့အခါမှာနာနာလေးစုအောင်တည်မယ်အရသာလေးမိမိစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်တော့ဘဲဥကို15လုံးကိုခလောက်ပြီးတော့မှစကားလေးနဲ့အပေါ်နေလို့ထည့်ပြီးတော့ထည့်မယ်ထဲမှာအသားလေးအမြင်လေးလိုဖြစ်သွားအောင်ထည့်မယ်ထည့်ပြီးတဲ့အခါကျတော့မှပဲနောက်ဆုံးအနေနဲ့ကြာမင်းတရုတ်မစလားနှစ်ဘူးထထိုင်အဲ့ဒါဆိုလုံးဝ quality ဖြစ်သွားပြီအသုံးပြုတာကတော့အနေနဲ့ရွှေများခေါက်ဆွဲကိုအသုံးပြုတယ်ငွေကြေးပြူလည်းကောင်းတယ်ခုနှစ်ထုပ်ဆိုရင် okay သူ့ကိုပြုတ်တဲ့အခါမှာတော့ရေစုအောင်တယ်အဲ့ဒါထက်စုလဲစုရော၈မိနစ်ဆိုရင်ခြာလိုက် ီခေါဆဲကိုစကားတဲ့ထည့်ရေဆေးချရေဆေးချပြီးတော့ပဲစီဆန်းဆန်းပြီးတော့ခွာထားတယ်ပြီးသွားပြီစားလို့လား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 ဟုတ်ပါစားလို့လည်းရကောင်းတယ်နော်စီချက်စီချက်ချက်ထားမယ်ကြွသွန်ပြူပြမကြွသွန်မိတ်တို့တရုတ်နန္ဒတို့ကြားရင်ဟီးမယ်မပြီးတော့ကတော့ပေ့ချဲမှာထောင်းတဲ့ပုံစံပြထားတယ်อืม 弄个比汤，咋弄搞个比汤？嗯，别别嘞着，也买。 내 답이 되면 칼칼이 돼. 음. 你对的 ซูเนียงฉัดท่าเลยอัจฉนาแล้วเฮียไม่ตู้บ่อริกะปะจินดาฮอนด้าชิงาบ่ญี่ปุ่นနိုင်ငံရဲ့ပြည်တွင်တော့ဟင်းချုံမို့မစားခြင်းတဲ့သူတွေဟွန်ဒါရှိငါမို့အနေငယ်ရအောင်မယ်တပူးလုံးရဲ့လေးကျန်450 g အထက်မှာခဲတော့225 g ခဲတော့နှစ်ထုပ်ပါတယ်ဂျပန်မှာပြည်တွင်းသုံးဖြစ်တဲ့အတွက်ကြောင့်မို့နော်လူကြက်အများများတယ်နော်ကျမ်းမိုင်နဲ့ညီညွတ်အောင် အဲဒီရေချိုးငါးနဲ့ရေငန်ငါးကိုနှစ်မျိုးပေါင်းပြီးထွက်လို့ထွက်တာဖြစ်ပါတယ်ခင်ဗျာတထုပ်ရဲ့လေးကျန်225 gram နှစ်ထုပ်ပါပါမယ်ဈေးနှုန်းက9500အနည်းငယ်ပဲရအောင်ဂျပန်စစ်9500အာဂျီတိုမိုတိုကုမ္ပဏီကထွက်လို့တာဖြစ်ပါတယ်နာရီပေးရဲ့အစင်မြဲရှိနေပြီတဲ့အာဂျီတိုမိုတိုဟင်းချုံမို့ဖြစ်ပါတယ်ခင်ဗျာ 1kg 63ချက်သားပါမယ်ဂျပန်ပြည်ရင်းသုံးဖြစ်ပါတယ်ဈေးနှုန်းက9000ပါခင်ဗျာလက်လီလက်က9000ပဲ ကျူဝါကုတ်တွေပါမယ်ဖုန်းမှာရှိတဲ့ကျူဝါစကန်တဲ့ဖတ်ပါဆိုတော့ made in japan လို့ပေါ်မှာဖြစ်ပါတယ်ပြီးရင် line number တွေပါမယ်เนาะဘားကုတ်တွေပါမယ်ဥနိုင်အခုကော်ရီချက်တဲ့အခါမှာရောပြီးတော့အသုံးပြုတာကဒီ ajinomoto company ကထုတ်လုပ်တဲ့ rose design နဲ့ထုတ်တာ thai မှာထုတ်တာ thai local သုံးဟိုကချက်သားမှုဖြစ်ပါတယ်ချက်သားရရတာပြီးလို့ရှိရင်စာပြီးတော့ချက်သုံးပြုငွေကောင်းရတာပါမယ်ကျော်လော်ဖုတ်ကပြုတ်နေအကုန်ထည့်လို့ရတယ်ကော်ရီကိုချက်သားနှစ်ချင်ထားထည့် နော်ဝက်သားနဲ့ချိန်ဝက်သားမဟုတ်ထဲအရမ်းမိုက်တယ်ကော်ယူဝက်နေရုံနဲ့ချက်ကျင် Oh my god ဖြစ်သွားမယ်ခုနကတခါကျဝက်နေရုံနဲ့ချက်တယ်ခါကျအယူတွေကအထဲမှာဝက်နေရုံအယူတွေကအစရပါလားစားတာရှုပ်လို့ဆိုတော့လည်းဝက်နေရုံမသုံးမနဲ့ဝက်သားနဲ့ကုတ်သားနဲ့ချက်တာအိုးရှုပ်ခနဲ့ရှုပ်ခနဲ့အရမ်းမိုက်တယ်ကုတ်သားနဲ့နော်အဲ့တော့ဒါကအထုပ်သေးပဲရအောင်မယ်400 gram ကိုစင်းတော့တက်တောင်းနဲ့မှ3000ဒါဝက်သားမဟုတ်400 gram ကို1000နဲ့မှ3000ဖြစ်ပါတယ်။ကော်ယူဝက်သားနဲ့ချက်မယ်ဆိုရင်လည်း ဒီဝက်သားမိုလီတော့เนาะဘယ်ရမ်းမိုက် မှန်ကိုရဲ့သဘောကသူကချက်ပြီးလို့ရှိရင် A ဝင်ကျဲသွားတယ်။နော်အဲဒါကြောင့်မို့အရင်တော့ဆိုကိုရဲ့ချက်ပြီးဆိုလို့ရှိရင်အောက်က O တလုံးနဲ့ထပ်ပြီးမှရင်နွေးစင်ရင်နွေးကန်လေးလောက်ထားပြီးတော့အမမီးလေးအပူပေးထားတယ်ငုံငွေလေး။သူလုံးဝမကျဲသွားဘူး။ဟိုဒီကောင်က A လီခဲလီပဲမိုက်သားမမင်းအဲ့ကော 比方那谁，外国人。 เนาะကိုယ်ရေကောက်ဆွဲကိုမကြိုက်ဘူးဆိုတဲ့သူတွေအောင်ကြိုက်သွားစီမဲ့ကိုယ်ရေအရသာဖြစ်ပါတယ်ခင်ဗျเนาะအဲ့တော့အဲ့ဒါလေးကိုခြံနီးလေးကိုလည်းအပေါ်မှာထပ်ပြီးတော့မှပါဝင်တဲ့ ingredient တွေရဲ့အချိုးအစားလေးကိုသေချာလေးရိုက်ပြီးတော့မှတင်ပေးထားပါဦးမယ်เนาะဒီဗီဒီယိုလေးရဲ့ post မှာเนาะအားပေးနေကြတဲ့စားလိုက်မှချက်တော့သူတို့ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် see you bye bye